ဒီဂရီတကြံအကြနေမှာတော့နေပြီးတော့မှအုံတိုင်းတရင်တွေတောင်းလျှောက်တက်လာနေပါ ರಿ နေပြီးတော့လီသက်က သက်တွင်းတကြံမှာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ဒီဆုံးမှုတွေရှိနေကြကြောင်းသိရပါ ರಿ အဓိကဆိုရင်လည်းပဲတတိုင်းတပြေလုံးမှာသလုံးကလေးနဲ့တီဂျီပစ္စည်းနေချဖြစ်တဲ့အတွက်ဘယ်သူမှတော့မပြောရဲကြဘူးရောင်မှာဆိုပြသိစိတ်နေတာပဲ ဒီသူရင်မြေမှာပဲကျွန်တော်တို့စတုဒီတာလေးတွေကျွေးတာတွေ့ရတယ်ချန်တဲ့နေရာမှာဆိုအကုန်လုံးသိစိတ်နေတာပဲဒါပေမဲ့မေအောင်လိုက်တို့ကနေပြီးတော့မှလမ်းလျှောက်တဲ့ချန်ချင်းပါခဲ့ပြီးတော့နောက်ဆုံးပေါ်ကားတွေနဲ့နေပြီးတော့เนาะဒါချန်ကွင်းကြီးကိုပတ်ပြီးတော့သူတို့အနေနဲ့မေအောင်လိုက်တို့စိုးရင်တို့ဘုချုပ်ဖွဲ့တွေကရေပတ်ခံခဲ့ကြောင်းဒီတက်ကကျတော့မေအောင်လိုက်တို့ကတနခါတော့အလိမ့်ခံခဲ့ကြောင်းကိုသိရပါတယ်မေအောင်လိုက်တို့စိုးရင်တို့ချန်တဲ့ဝင်းကြီးတွေဘုချုပ်တွေတနခါအလိမ့်ခံခဲ့တဲ့ တော့ရုပ်သံတွေဓာတ်ပုံတွေကိုလည်းမြေ online က online ပေါ်မှာလုံးဝမသိဘို့သိလို့ရှိရင်သိတဲ့သူကိုအေးအေးယူထောင်ချဖို့အတွက်တောင်းချင်းချောက်ရဲချောင်းသိရပါတယ်နော်ဒီဂျာတာကတော့မြေ online တို့ကလည်းတော့ပြည်သူတွေရဲ့စစ်ဆိုခြင်းခံရမှာကြောက်နေပုံရပါတယ်နော်ဒီများတွေဒီဂျီပစ္စည်းတွေတဲ့အချိန်မှာအခုလိုမျိုးအရန်ကိုပြောပြနေတာဖြစ်တဲ့အတွက်မြေ online တို့အဆက်ခံရမှာနော်နည်းနည်းလေးတော့ကြောက်တာပေါ့ဗျာဒါပေမဲ့ဒီကောကြောက်မဲ့ပုံလို့မပေါ်ပါဘူးနေတဲ့အဆက်ခံနေရတာတော့ဘာမှဖြစ်မသွားဘူးလေနော်တော့တတိယရေးချင်နေတာမလို့ဖြစ်တော့မလဲဒီကောကနော် ဆိုတော့အခုဒီကနေ့မှလည်းနေပြီးတော့မှကြီးကြီးမားမားเนาะတက်တွင်းတဲ့ channel တွေတခုပြီးတခုလုံနေတယ်။လမ်းလျှောက်တဲ့ channel တွေလည်းတောက်လျှောက်လုံနေကြတယ်။ဝဲကြီးပွဲကောင်းပါပဲ။နေပြီးတော့မှတော့လုံးဝဘာမှမဖြစ်တဲ့အတိုင်းပဲเนาะ share ကိုပြောနေကြဟာဗျာဒီလိုချိန်မှာပဲနေပြီးတော့ Ila Ali သက်စခန်းမှာပေါ့ဗျာ။ဒါတက်တွင်းတဲ့ channel လေးလုံနေကြတဲ့ချိန်မှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ DJ ပစ္စည်းမှုတွေရှိနေကြောင်းလည်းသိရပါပါတယ်ဗျာ။ဒီလောက်တည်နေကြတဲ့ချိန်မှာเนาะငလေးနဲ့တည်နေကြတဲ့ချိန်မှာ ပြောနိုင်ကြတဲ့သူတွေကတော့ကိုယ့်ဝတ်နဲ့ကိုယ်ကန့်ပေါ့ဗျာနော်ဝိုးလေတာလို့ကျွန်တော်အနေနဲ့ပြောရမလားမသိဘူးအခုနေပြည်တော်မှာနန်းစီတယ်ဝန်ထမ်းတွေလည်းဒုက္ခရောက်ကုန်ပြီလို့ကြားသီးရတယ်အချောင်းရင်းကတော့ငထေလောက်တာမှာဝထက်အရာကြီးပျက်စီးသွားပြီးအခုလက်မပေါ်မှာပဲဆောင်းလေးတွေဟလာတာလာဘတ်လေးတွေနဲ့ကာပြီးတော့နေထိုင်အိတ်စားနေရာအကြောင်းလေးတီးရပါပြီဗျာ